မြန်မာနိုင်ငံအတွင်းနဲ့ကမ္ဘာကြီးရဲ့ဘယ်နေရာမှာဆိုချိတ်ဆက်ဖို့ဦးရီတူရဲ့အားလုံးအတွက်အခမဲ့အစီအစဉ်လာပါပြီ။ဦးရီတူအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုခွင့်နဲ့ Viber B. လုံးဝအခမဲ့တုံးဆွဲခွင့်လို့ဒီပိုင်းလေးရောက်နိုင်ပါပြီ။ Star 133 Hash ကိုအခမဲ့ခေါ်ဆိုလိုက်ပါ။အလို့တခုလျှောက်ရင်စာရွက်စာတမ်းတွေနဲ့စိတ်ရှုပ်စရာမလိုတော့အောင် Paperless Job Fair ကိုကျင်းပတော့မယ်လို့ work.com.mm online အလောက်ကန်ရှောက်ဖွေရေးကုမ္ပဏီကပြောဆိုလိုက်ပါတယ်။ အရင်ကျင်းပနေကြအလောက်ကင်ပြပွဲတွေနဲ့မတူပဲဒီပွဲမှာအလောက်လာရှောက်ရင်ဘာစာရွက်စာတမ်းမှယူလာစရာလိုမှာမဟုတ်ပါဘူးဒီပွဲကိုလာမယ့် January 22ရက်နေ့မှာကျင်းပသွားမှာပါဒီပွဲမှာအင်တာနက်ဝန်ဆောင်မှုအတွက် Oridu နဲ့မြန်မာနက်တို့ကပံ့ပိုးပေးထားပြီးပထမဆုံး digital အလောက်ကင်ပြပွဲကျင်းပနိုင်မယ်လို့ယူဆတဲ့အကြောင်းအခုလိုပြောပါရစေ Yeah, so work.com.mm ကျွန်တော်တို့အခုကျင်းပမဲ့ digital အလုပ်ကိုင်းပြပွဲဖြစ်တဲ့ paperless job fair အတွက် internet ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ပါတယ်။ကျွန်တော်တို့ကို Oridu နဲ့မြန်မာနက်ကပွဲအတွက်လိုအပ်တဲ့အင်တာနက်ဝန်ဆောင်မှုကိုကူညီပံ့ပိုးပေးမှာပါ။မြန်မာနိုင်ငံရဲ့ပထမဆုံး digital အလုပ်ကိုင်းပြပွဲကိုကျွန်တော်တို့လှုပ်ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်။ဒီလိုမျိုး digital စနစ်သုံးအလုပ်ကိုင်းပြပွဲဟာကမ္ဘောဒီးယား၊ဘင်္ဂလားဒေ့ရှ်၊တီရီလင်္ကာလိုမျိုးအာရှနိုင်ငံတချို့မှာတောင်မကျင်းပနိုင်သေးပါဘူး။ ဒီဘွဲမှာဆိုရင်ကုမ္ပဏီပေါင်း36ခုကအလုတ်ကင်တွေကိုရှောက်ထားနိုင်မှာဖြစ်ပြီးကိုရေးရဆိုရင်လည်းပတ်သက်တဲ့အချက်အလက်တွေကို work.gun.mm website မှာချိုးတင်စည်ရင်သွင်းဖြည့်ဆွက်ထားရမှာပါ။နောက်ပြီးကြာဘွဲမတိုင်ခင်မှာလည်းမြို့ထဲမှာလှည့်ပြီးစည်ရင်သွင်းတဲ့ကိစ္စတွေအခမဲ့ပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ်။2012ကစပြီး work.gun.mm ဟာအလုတ်ကင်ပြပွဲတွေကျင်းပနေကြဖြစ်သလိုမြန်မာနိုင်ငံကိုတနည်းတစ်ဖုံနဲ့အကူပြောင်းဖြစ်စေမယ် digital နည်းပညာသုံးအလုတ်ကင်ပြပွဲကို စီစဉ်ဖြစ်တဲ့အကြောင်းကိုတုဒလင်းကအခုလိုပြောပါတယ်ဒီ water.mm ကဒီ2012တည်းကနေစပြီးအခုချိန်ထိဆိုရင်ကျွန်တော်တို့ job fair တွေအများကြီးကျင်းပခဲ့တယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့အရင် job fair တွေနဲ့မတူတဲ့အဲခေါင်းစဉ်မျိုးကိုအရင်ဆုံးစပြီးစဉ်းစားတယ်အဲ့ဒီခေါင်းမှာပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုဟိုတနည်းတစ်ပုံပေါ့နော်အခုပြောင်းဖြစ်သွားစေမယ်ဒီ digital နည်းပညာကိုသုံးပြီးတော့အလုပ်ကိုင်းလျှောက်ထားတဲ့ပွဲကို စဉ်းစားပြကြရပေါ့ဆိုတော့အခုလဲကျွန်တော်စဉ်းစားထားတဲ့အတိုင်းအကောင့်ထဲပေါ်ကြရတယ်အဲ့ဒီအကောင့်ထဲပေါ်တဲ့ဟာကကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာပထမဆုံးကျင်းပမယ့်ပွဲပါဆိုတော့ကျွန်တော်တို့ တခြားဒီအာရှနိုင်ငံတွေမှာတော့မလုပ်ဘူးသေးတယ်ဒီအလုတ်ကင်ပြပွဲကိုကျွန်တော်တို့လာမယ့် January 22ရက်နေ့ရန်ကုန်မြို့ IPC ခန်းမမှာအချင်းပါသေးသွားမှာပါဗျဆိုတော့အဓိကရွေချက်ကတော့ကျွန်တော်တို့ကနီးပညာနဲ့မြန်မာနိုင်ငံသားတွေမှာကွာဟမှုမရှိတော့အောင်လို့ကျွန်တော်တို့ဒီအလုတ်ကင်မှာပေါ့နော်အလုတ်ကင်ရှာပွဲရဲ့အခါမှာအရင်တို့ဟိုပုံစံမျိုးတွေနဲ့မဟုတ်ဘဲနဲ့နီးပညာနဲ့အကူအပြောင်းအဲသွားဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်ဗျဟုတ်